်ပင်လောင်းမြို့နယ်စောင်းပြောင်းရွာနီးတိုက်ပွဲပြင်းထန်နေပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာနီးတွင်တိုက်ပွဲပြင်းထန်နေကြောင်းဒေသခံတရင်မြစ်အချို့ကပြောသည်။မေလ18ရက်နေ့နဲ့ငါးခန့်ကဆက်လေစစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ပူးပေါင်းတိုက်ဆွဲထားသည့်နေရာကိုတော်လန်ရေးတပ်များကတိုက်ခိုက်နေခြင်းဟုဆိုသည်။ PNO တွေနဲ့စစ်ခတ်တွေပေါင်းပြီးထိုင်နေတဲ့နေရာပါပင်လောင်းတောင်ပတ်ချက်မှာစောင်းပြောင်းရွာရှိတယ်ဟုဒေသခံတရင်မြစ်ကပြောပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီကဖေကုံမြို့ခြေဆိုင်ခမရ336တက်ရင်မှာရှော့တိုက်တုံးများလက်နက်ကြီးများဖြင့်ပစ်ကူပေးနေကြောင်းအင်းလေးလူလူလှုပ်ရှားမှုအဖွဲ့ကအတည်ပြုထားပါတယ်။ပြီးခဲ့တဲ့နှစ်ကလေးကဆောင်းပြောင်းနေမြေကြပီးသားကိုအခြေအနေကြောင့်ပြန်ဆုတ်ပေးလိုက်ရတာပေါ့အခုကတော့တိုက်ပွဲဖြစ်နေတာတော့ပဲပြောလို့ရမယ်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကဆောင်းပြောင်းရွာတိုက်ပွဲဖြစ်စဉ်အကြောင်းပြောပြပါတယ်။ပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာရှိစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့များက2024မတ်လ18ရက်တွင် ်တင်ပိုက်ခဲ့ဘူးဒီဆောင်ပြောင်းကျေးရွာဒီပင်လောင်းမြို့တော်ဘက်ဖေကုံမြို့ကြားမှာရှိပြီးဖေကုံမြို့နဲ့ငါမိုင်းခတ်တာကွာဝေးဒီစစ်ကောင်စီတပ်နဲ့ BNO ပြည်သူစစ်ကအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးပြီးဆောင်ပြောင်းကျေးရွာကို2024ဇွန်လကုန်ပိုင်းကပြန်လည်ရယူခဲ့သည်လက်ရှိတွင်စစ်ကောင်စီတပ်နှင့် BNO ပြည်သူစစ်တို့သည်ချင်းပြည်နယ်တောင်ပိုင်းနှင့်ကရင်ပြည်နယ်တို့တွင်စစ်ကြောင်းသုံးကြောင်းဖြင့်ထိုးစစ်ဆင်နေသည်အဆိုပါထိုးစစ်အရမိုးရဲမြို့စစ်ကြောင်းမိုးရဲကုန်းတာစစ်ကြောင်းနှင့်ဖဲခုံညောင်ရင်မြို့နယ်တို့ဟု ရှမ်းတောင်စစ်ဒေသခွဲပြူဟာအမတ်တကထုတ်ပြန်ထားသည်စစ်ကောင်စီထိုးစစ်ကိုမေလပထမပတ်နှင့်ဒုတိယပတ်အထိခုခံရာတွင်စစ်ကောင်စီတပ်သား20ကျော်သေဆုံးပြီးအရှင်သုံးဦးဖမ်းမိကလက်နက်ခဲယမ်းများတင်စီရရှိထားကြောင်းသိရသည်